ရုရှားသမ္မတဗလာဒီမာပူတင်ဟာခီးသွားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေပညာရှင်တွေအမှုပညာရှင်တွေနဲ့အားကစားသမားတွေအပါအဝင်တရုတ်နိုင်ငံသားတွေကိုရက်30အထိဗီဇာမလိုပဲရုရှားနိုင်ငံကိုဝင်ရောက်ခွင့်ပေးမယ့်အမိန့်တရက်ကိုတင်းလာနေမှာလက်မှတ်ရေးထိုးခဲ့ပါတယ်။ ရုရှားဟာ2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုထောင်ထဲချီတဲ့တပ်ဖွဲ့ဝင်တွေမဆေးလွတ်မီရပ်ပိုင်းအလို့ကပူတင်နဲ့တရုတ်တမရရှိချင်းဖင်တို့ဟာအကန့်အသတ်ချက်မဲ့မဟာဗျူဟာမြောက်မိဘသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီချိန်ကစလို့ရုရှားဟာအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကို ကျော်လွှားနိုင်ဖို့တရုတ်ကတွင်းကုန်တွေကိုအကြီးအကျယ်မိခိုးနေရပါတယ်။ တရုတ်ကရုရှားနိုင်ငံသားတွေကိုဗီဇာမလိုပဲတရုတ်နိုင်ငံကို ဝင်ခွင့်ပြုခဲ့တဲ့လောက်ရက်ကိုတုံ့ပြန်တဲ့အနေနဲ့ပူတင်ကလည်းအဲ့ဒီလိုဆုံးဖြတ်ချက်မျိုးချခဲ့တယ်လို့အမိန့်မှာဖော်ပြထားပါတယ်။အဲ့ဒီအမိန့်သက်ဟာ2026ခုနှစ်စက်တင်ဘာလ14ရက်နေ့အထိတည်ရောက်မှာဖြစ်ပြီးတရုတ်ရွှေပြောင်းလုပ်သားတွေရေရှည်ပညာသင်မဲ့ကျောင်းသားတွေနဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့တရုတ်ပို့ဆောင်ရေးကဏ္ဍမှာရှိတဲ့လုပ်သားတွေအကျုံးဝင်မှာမဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ဝင်ကြီးဌာနကရုရှားနိုင်ငံသားပုံမှန်ပတ်စပို့ကင်ဆောင်သူတွေကိုစက်တင်ဘာလ15ရက်နေ့ကစလို့တနှစ်တာကာလအတွင်းရက်30အထိဗီဇာမလိုပဲခီးသွားလာခွင့်ပြုမယ်လို့စက်တင်ဘာလကထုတ်ပြန်ခဲ့ပါတယ်။မြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်အသင်းရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ